မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းနီးမြန်မာသားဖန်နီးနဲ့စကားပြောဆိုနီးလေးတွေအပြင်အတန်းစင်အလိုက်မြန်မာသားဖတ်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါတယ်ရှင်ဒီနေ့တော့တသက်မာတန်မြန်မာသားဖတ်စာမှာပါဝင်တဲ့တရာအတုံးနှုံမှန်ကန်ခြင်းဆိုတဲ့အခန်းထဲကနေပြီးလေ့ကျင့်ခန်းလေးတွေကိုဖြည့်ပြပေးနေတာဖြစ်ပါတယ်ဒီလိုလေ့ကျင့်ခန်းလေးတွေမဖြည့်ခင်မှာပထမဆုံးအနေနဲ့ပြန်ပြီးတော့ နော်ပြော့ပြဇာလေးတွေရှိပါတယ်ဥမာမီနဲ့မီတဲ့နော်မီနဲ့မီဆိုတော့အတုံးအနှုံးကတော့အတန်အတွက်တူတဲ့အတွက်ကြောင့်မလို့သူကမှားယွင်းတတ်တဲ့စကလုံးတွေဖြစ်ပါတယ်နော်မီဆိုတော့နော်အဘိဘေကိုဘယ်လိုနေရာလေးတွေမှာတုံးလဲဆိုတော့လက်လန်းမီတို့စံချိန်မီတို့နော်အချိန်မီတို့စတဲ့နေရာလေးတွေမှာတုံးတယ်နောက်မကြာမီတို့မစားမီတို့ မီးဆိုတာကတော့ရှင်ကပ်ပြီးတော့အပြုအကောအထာပြုတယ်ဆိုတော့နေရာမှာမီးဆိုတဲ့အသုံးနှုံးကိုတုံးတာဖြစ်ပါတယ်ဥပမာအဖြစ်မီးခိုးတို့မီးညမ်းတို့မီးအုံးတို့အဲ့လိုပဲနောက်ထပ်တစ်ခုလေးနော်ဖူးတို့ဘူးတို့ဖူးဆိုတာကတော့နော်အတန်အတွက်နေဖူးနဲ့ဘူးကလည်းအတန်အတွက်ကတူတယ်ဒါကြောင့်မလို့မှားတတ်တယ် ဖူးဆိုတာကတော့အမှန်တကယ်ကြုံတွေ့သိမြင်ခံစားတဲ့အချက်တွေကိုသိမြင်စေလိုတဲ့အခါမှာဖူးကိုသုံးတယ်။ဘူးဆိုတာကတော့ညင်းပယ်ခြင်းအ내ရှိတဲ့အတွေ့အကြုံမလို့ဘူးကိုသုံးတယ်။နော်မနဲ့မဆိုတာပါလို့ရှိရင်ဘူးကိုသုံးပါတယ်ဥပမာမမြင်ဘူးဘူးမစားဘူးဘူးမသွားဘူးမလုပ်ဘူးမကင်ဘူးเนาะမြင်ဘူးတယ်ရန်ကုန်ကိုသွားဘူးတယ် ်အဲဒါကဖူးနဲ့ဘူးလေးရဲ့အတုံးနောက်တစ်ခုကြတော့တင့်နဲ့တရဲ့အတုံးနော်တင့်ဆိုတာကတော့အရေးအတွက်အတိတ်ပဲစောင်းတဲ့စကလုံးတွေကိုတင့်ဆိုပြီးတော့ရင်ရေးတယ်ဥပမာအဖြစ်တကိုတော်တို့တခါတခေါက်တို့တခုခုတို့တချမ်းတို့လူတစုတို့တပြိုင်နဲ့ထဲတို့တတိပုဂ္ဂလတို့တဆင့်တို့စတဲ့စကလုံးတွေမှာတင့်နဲ့သုံးတယ်နော် ဆိုတာကတော့တစ်အတိတ်ပဲမရတဲ့စကားလုံးတွေမှာတကို သုံးတာဖြစ်ပါတယ်။နော်နားလည်နိုင်မလားမသိဘူးဥပမာအပြင်တကွတို့တကွဲတပြားတို့တခြားတို့တငုံငို တရီရီတို့တစေတစောင်းတို့တတိချတို့တပြောတပါတို့နော်စတဲ့တစ်ဆိုတဲ့အတိတ်ပဲမရတဲ့စကားလုံးတွေကိုတနဲ့သုံးတာဖြစ်ပါတယ် ဒါလေးကတော့ဒီလက်ချင်ကန်းလေးတွေမဖြေမီမှာအစာလေးတွေပြန်ပြီးတော့နှွေးပြပေးသွားတာဖြစ်ပါတယ်။ကဲဒါဆိုရင်လက်ချင်ကန်းလေးကြည့်အောင်နော်။စလုံးပေါင်းအမှန်ရွေးပေးပါတဲ့နော်။နံပါတ်1ကြောင်းကိုအချိန်မီနဲ့မှီပေးထားတယ်။ရောက်ချင်ပေမဲ့ယထာချိန်မမီမှီလိုက်ဖူးဖူးနော်ဖြစ်ရမယ့်စကားလုံးတွေကမီနဲ့မှီအချိန်ကိုမီနဲ့မှီနဲ့ ပါနဲ့တွဲမလဲနော်ယထာချင်းကိုမီနဲ့မီနဲ့ပါနဲ့တွဲမလဲလိုက်ကိုဖူးနဲ့ဘူးနဲ့ပါရင်နဲ့တွဲမလဲကန်စောစောလေးရမှာ ပြောသွားတယ်မီနဲ့မီရဲ့အတုံးနော်အချိန်မီအခါမီတို့ ပါတော့မီနဲ့သုံးတယ်လို့ပြောထားတယ်မီဆိုတာမီခိုတာအထတာမီပြည့်ရက်နေတာကိုမီလို့သုံးတယ်ဆိုတဲ့အတွက်ကြောင့်မလို့เจ้าကိုအချိန်မီမီပါနဲ့သုံးမလဲဆိုတော့မီနဲ့သုံးမှာပေါ့ ်ကျောင်းကိုအချိန်မီရောက်ချင်ပေမဲ့ယထာကျိန်နော်မဲဘာနဲ့သုံးလဲမီနဲ့မီမှာမီနဲ့သုံးမှာပေါ့ယထာကျိန်မမီလိုက်ဖူးဘူးဖူးနဲ့ဘူးမှာလဲဒီတိုင်းပဲနော်ဘူးဖူးဆိုတာအတိတ်ပဲဘူးရဲ့အတိတ်ပဲကိုနကပြောသွားတယ်ဒီနေရာမှာကြတော့မမီလိုက်ဘူးဆိုတော့မဆိုတော့အသုံးလုံးပါတဲ့အတွက်ကြောင့်မလို့လိုက်မှာ ဖူးနဲ့ဘူးမှာဘူးကိုသုံးသွားမှာဖြစ်ပါတယ်။ကဲဒါဆိုရင်ဒီဖြစ်ပြီးတဲ့ဟာလေးပြန်ဖတ်ကြအောင်။ကြောင်းကိုအချိန်မီရောက်ချင်ပေမဲ့ယထာချိန်မမီလိုက်ဖူး။ကဲဒါဆိုရင်နံပါတ်1ကိုကြည့်အောင်။ဟိုနာကတိုင်ကိုမီမီပြည့်ရက်နေတာတာတင်း ခာကဆိုကာခာမိုက်ကာခာနေလာခဲ့တဲ့လူမိုက်ကြီးပေါ်တီကာခာမှနောင်တရပြီးလိမ်မာလာတာခုတော့အိမ်မှာကိုပေါ်လောင်ဖဲပဲရလာပါပြီတဲ့ကဲဒါဆိုရင်ဒီစာပိုက်ကလေးကိုကြည့်ရအောင်ကဲဟိုနာကတိုင်ကိုမိမိ ကုန်းကစောစောလေးကပြောသွားတယ်မီရဲ့အတိတ်ပဲနဲ့မီရဲ့အတိတ်ပဲနော်မီဆိုတာကနော်မီတာမီခေါ်တာတွေ့တာလားဆိုတဲ့အတွက်ကြောင့်မလို့နော်တိုင်ကို မီမီဘာနဲ့သုံးမလဲမီနဲ့သုံးမှာပေါ့နော်မီပြီးရက်နေတာတာတစ်ခါနော်တခါပေါ့နော်တာတစ်ခါတခါနော်တစ်ဆိုတဲ့အသုံးတော့ နော်တခါကစိုးကမိုက်ကဒီနေရာမှာစိုးခါမိုက်ခါဆိုတာနော်ဒီစကားပြောရင်တော့စိုးကမိုက်ခါလို့ပြောကောင်းပြောမယ်ဒါပေမဲ့ရေးတဲ့အခါကျတော့ကာနဲ့ရေးမှဖြစ်ပါတယ်စိုးကနော်မိုက်ကစိုးကမိုက်ကနေလာခဲ့တယ်လူမိုက်ကြီးပေါ့ကြီးကမနော်ဒါလည်း ကြီးကိုခါနဲ့အတွက်မသုံးဘူးကာနဲ့သုံးမှာကြီးကမာနောင်တရပြီးလိန်မာလာတာခုတော့အိမ်မာကူပေါ်လောင်ဖဲ့နဲ့ပဲ့เนาะဖဲ့နဲ့ပဲ့ကအသုံးဖဲ့ဆိုတာကတော့เนาะစစောရှင်းမပြခဲ့မိလိုက်ဘူးဖဲ့ဆိုတာကတော့ကူပေါ်လောင်ပဲ့တို့ကျင်ပေါ်ကျင်ပဲ့တို့ နော်စုံဖက်တာတို့အဲ့ဒါကိုဖက်နဲ့သုံးတယ်ဘက်ဆိုတာကတော့အရက်မျက်နှာတွေကိုသုံးတာဖြစ်ပါတယ်အရှိဘက်တို့အနောက်ဘက်တို့တောင်ဘက်တို့မြောက်ဘက်တို့ဒါဆိုရင်ဒီမှာအိမ်မှာကူပေါ်လောင်ဖက်ဆိုတဲ့အတွက်ကြောင့်မလို့ဖက်နဲ့သုံးမှာဖြစ်ပါတယ်ကဲဒါဆိုရင်ဒီဒီလက်ကျင်ကလေးဒီစာကြောင်းလေးပြန်ဖတ်ကြည့်အောင်ဟိုနာကတိုင်ကိုမိပြီးရက်နေတာတစ်ခါကစိုးကမိုက်က နေလာခဲ့တဲ့လူမိုက်ကြီးပေါ်ကြီးကာမနောင်တရပြီးလိန်မာလာတာခုတော့အိမ်မာကိုပေါ်လောင်ဖဲရလာပါပြီတဲ့ကဲဒါလေးကတော့နံပါတ်1ကလေးရဲ့အဖြေလေးဒါဆိုရင်နံပါတ်3ကိုကြည့်အောင်နံပါတ်3မှာတော့မီးမီမကြမီဒါကတော့เนาะဒီအပေါ်ကလက်ကျင်ခန်းတွေမှာလည်းဖြေထားတယ်မကြမီ ယုံတင်တော့မယ်ရုပ်ရှင်ကားမှာထုတ်ထုတ်เนาะထုတ်ဝေထုတ်ဝေဒါဆိုရင်ဒီတောင်းဝင်းဘူးတက်တက်ထုတ်နဲ့ပတ်သက်ထုတ်မှာเนาะသင်ပေးခဲ့ပြီးပြီ အပြင်ကိုထုတ်ရင်တက်တက်ထုတ်နဲ့ထုတ်မယ်အတွင်းကိုထုတ်ရင်ပတ်သက်ထုတ်နဲ့ထုတ်မယ်ဒါဆိုရင် ထုတ်ဝေထုတ်ဝေဆိုတာကိုရှိကပစ္စည်းတွေကိုထုတ်ပေးလိုက်တာเนาะဒါကြောင့်မလို့သူကထုတ်ဝေကိုတက်တက်ထုတ်နဲ့ပဲထုတ်မှာဖြစ်ပါတယ် ။နောက်ရုပ်ရှင်ကားမှာထုတ်ဝေသူကမင်းသားကိုယ်တိုင်ပဲပဲ။နော်မင်းသားကိုယ်တိုင်ပဲတဲ့။ကဲဒါဆိုရင်ပဲပဲမှာနော်ပဲပဲလေးရဲ့အတုံးကရောနော်သူလဲအတန်တွက်ကစင်တူတယ်ပဲနဲ့ပဲဒါပေမဲ့နော်သူကတုံးတဲ့နေရာမှာကြတော့မတူနော်ဒါကြတော့လူပဲနဲ့ပဲနော် အဲ့လိုနေရာတွေမှာဘဲကို သုံးပြီးတော့ဘဲဆိုတာကနော်ညင်းနဲ့အညင်းအတိတ်ပဲနေရာမှာဘဲကို သုံးတာဖြစ်ပါတယ်ဒါဆိုရင်ဒီနေရာမှာ သူကမင်းသားကိုယ်တိုင်ပဲဆိုတဲ့အတွက်ကြောင့်မလို့သူကပဲနဲ့သုံးသွားမှာဖြစ်ပါတယ်ခုနဲ့ခုခုနဲ့ခုခုနဲ့ခုနဲ့ရဲ့ခုနဲ့ခုနဲ့လီ ခုနဲ့ရဲ့ခုနဲ့လီ ဒါဆိုရင်ဒီနေရာကလည်းမှားတတ်တဲ့အမှားဖြစ်ပါတယ်ခုနှစ်ရက်ကိုဘယ်တော့မှနားငယ်ဟာထုတ်ဆက်တတ်နှင်းနဲ့မသုံးပါဘူးခုနှစ်လို့ပဲသုံးပါတယ်ခုနှစ်ရက်ခုနှစ်လီ လို့ပဲသုံးပါတယ်ခုနှစ်လို့မသုံးပါဘူးခုနှစ်ခွန်နေရခွန်နေလီ အောင်မွေးခံခဲ့တဲ့စံချိန်မီနော်ကားဆိုပေမဲ့မိញမ်းထားတယ်နော်မိញမ်းဆိုတာနော် တခုနဲ့တခုကိုမှီထားတယ်ဆိုတဲ့အတိတ်ပဲဖြစ်တဲ့အတွက်ကြောင့်မလို့မီနဲ့မီမှာမှီကိုပဲသုံးမှာဖြစ်ပါတယ်။မှီညမ်းထားတယ်။ဇခတ်အချို့ပါနေတယ်လို့တထစ်ချတိထစ်ချတထစ်ချကဲဒီနေရာမှာဘာနဲ့သုံးမလဲနော်ဒီထစ်ဆိုတဲ့စကလုံးပါလို့တိထစ်ချလို့ နော်တုံးမယ်လို့ဆိုရင်မှားတော့မှာဖြစ်ပါတယ်။ तू ကတတိချနဲ့တုံးမှာပါ။တတိချကိုတော့တာဝန်မှုနဲ့ပဲတုံးမှာဖြစ်ပါတယ်။ကဲဒါဆိုရင်တနည်းချတတိချပြောဆိုနေကြတယ်။ကြတယ်ဆိုတာကတော့ကြကြအတိတ်ကအတူတူပဲ။ကြဆိုတာကအနေကြဆိုတာကအများရပိကြကအနေသုံးရင်ရပိကြနဲ့သုံးပြီးရရကြကတော့လူအများကိုရရကြနဲ့သုံးမှာဖြစ်ပါတယ်။ ကဲဒါဆိုရင်ဒီမှာတော့ပြောဆိုနေကြတယ်ဆိုတဲ့အတွက်ကြောင့်မလို့လူအများပြောနေတာမလို့ရရကြနေသုံးမှာဖြစ်ပါတယ်တယောက်တည်းကပြောတယ်ဆိုရင်တော့ရပစ်ကြနေသုံးမှာဖြစ်ပါတယ်ကဲဒါဆိုရင်ဒီစာကြောင်းလေးပြန်ဖတ်ကြအောင်မကြမီယုံတင်တော့မယ်ရုပ်ရှင်ကားမှာထုတ်ဝေသူကမင်းသားကိုယ်တိုင်ပဲခွန်းခွန်နေရဲ့ခွန်နယ်လီအောင်မွေးခံခဲ့တဲ့စံချိန်မီကားဆိုပေမဲ့ မိញံထားတဲ့ဇကန်းအချို့ပါနေတယ်လို့တထစ်ချပြောဆိုနေကြတယ်တဲ့ကဲဒါလေးကတော့စလုံးပေါင်းအမှန်ရွေးပေးပါဆိုတဲ့လက်ကျင်ကလေးသုံးပုဒ်ကိုဖြည့်ပေးခဲ့တာဖြစ်ပါတယ်တသက်မာတန်မြန်မာသာဖက်စာမှာပါဝင်တဲ့ နော်တရာအသုံးလုံးမှန်ကန်ခြင်းဆိုတဲ့အခန်းထဲကစလုံးပေါင်းလေးနော်အမှန်ရွေးပေးပါဆိုတဲ့သင်ခန်းစာလေးကိုဖြည့်ပေးခဲ့တာဖြစ်ပါတယ်။နားလည်နိုင်မယ်လို့ထင်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။